ဆောက်တလွဲတွေသပင်ကောင်းနေကြလို့တော်တော်သပင်ကောင်းတဲ့သူတွေတော့တော်တော်သပင်ကောင်းတာသူတော်မရှိလို့ခိုးစားပါတယ်ဆိုတဲ့ဆိုတဲ့ကိစ္စကိုဒီကလေးကိုပိုက်ပြီးခိုးเสียလားအုံနောက်မရှိဘူးလားအတုမြင်အသက်တင်လေ ဒီကလေးကိုပိုက်ပြီးခိုးมาတော့ဟဲ့ဒီကလေးရဲ့ generation ကတခို့ပဲဖြစ်มาဗောစေစနာရှင်တွေတလွဲသဘင်သဘင်ကောင်းသဘင်ကောင်းနေအုပ်စုရတယ်ဒီကလေးတို့တနာပါရဲ့ဆိုပြီးဒီတခို့မိသားစုကိုတွားလူကြပြီးတွားလူတဲ့အခါမှာအဲ့ဒီမှာနောက်ထပ်ဟိုတခို့အုပ်စုရတယ်ဒီကလေးကိုဗန်းပြန်ပြီးခိုးကြတော့မယ်အဖွားကြီးကိုမတနာတစက်မှာတခို့ဆိုပဲတခို့မအောင်မတနာ မြင်လာပါရှင်ခလေး YouTube channel ရဲ့ကြိုဆိုလိုက်ပါရခလေးခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အိုင်တိုင်ရဗိုလ်ချုပ်လန် Twitter ဆိုင်ရှင် Soplo တိလိုက်တဲ့သခိုးသားမိကိုပေါ့နော်ဒီသားမိကိုခုဆိုလို့ရှင် Prahita လိုင်တိုင်ရကိုကြီးတို့ဆက်လီဦးတို့နောက်ပြီးတော့လဲဒီ fan တွေကနေပြီးလှူတော့မှာပေါ့နော်ဒါကြောင့်မို့လို့ဒီအမတွေကနေပြီးဒီသခိုးသားမိကိုဘာလို့လှူမှာလဲဆိုပြီးသူတို့ရဲ့အထင်မြင်ယူဆချက်ကိုပြောလာပဲဖြစ်ပါတယ်သူတို့ကတနာလဲမတနာဘူးဆိုပြီးပြောရယ်ပေါ့နော်အခုကြည့်နေတဲ့မျိုးကြီးလဲအဆုံးတိလိုက်ပါကြည့်ရှုပြီးတော့အဆုံးသက်လေးမှာဝေဖန်ပေးခဲ့ကြပါအောင်နော်ဟိုမပြောဘူးလို့နေတာပေါ့နော် မပြောတော့ဘူးဆိုရင်ညလုံးနေမှိတ်ပြီးကြောကြောသွားမပြောဘူးမပြောဘူးလို့နေတာဒါပေမဲ့အသက်လေးရတယ်ရတာတော့လေဟိုအသက်ကြီးတာတော့လေမပြောဘဲနဲ့မနေနိုင်တော့ဘူးသိလားငယ်တုန်းကတော့အကိုနဲ့ကိုရမဟုတ်ဘူးကိုမပြောချင်ဘူးကိုနဲ့မတူပါဘူးကိုနဲ့မကြမ်းပါဘူးသိတယ်မလားဆောင်ကြီးဆောင်ကြီးလေးလုပ်ပြီးဘွားမှလေအဲအားလုံးငကလည်းလုပ်ခဲ့တာပေါ့နော်အသက်ရတာတော့မနေနိုင်တော့ဘူးသိလားပြောချင်လားဗီဇရယ်ပါလာပါပေါ့နော်ဗီဇရယ်ပါလာတော့လေပြောချင်တာတော့ စတလွဲတွေသပင်ကောင်းနေကြလို့တော်တော်သပင်ကောင်းတဲ့သူတွေတော့တော်တော်သပင်ကောင်းတာမှားတယ်တော်တော်မှားတာသိလားတခိုးမကိုရိုက်လိုက်တဲ့အမျိုးသမီးရတယ်ခလေးပါနေတာကိုခလေးရဲ့အဖွားကိုခလေးရှိမှရိုက်တဲ့အတွက်ပိုးစုပ်ပဆက်မှားတယ်ဒီအဖွားကြီးရတယ်သူတော်မရှိတော့ခိုးစားပါတယ်ဆိုတဲ့ဆိုတဲ့ကိစ္စကိုဒီခလေးကိုပိုက်ပြီးခိုးเสียလားအုံနောက်မရှိဘူးလား အတုမြင်အတက်တင်လေဒီကလေးကိုပိုက်ပြီးခိုးมาတော့ဟဲ့ဒီကလေးရဲ့ generation ကတခိုးပဲဖြစ်มาဗောနော်အေးပြောပြအောင်မယ်ကျမလည်းမှားတယ်မပြောရမနေနိုင်လို့ဒါပေမဲ့ဒီတခိုးมาကိုဘာကြောင့်လှူနေရလဲဒီလိုပဲကလေးကိုဘန်းပြပြီးတော့ခိုးစားနေသူတွေအများကြီးရှိတယ်အခုက तू ကပထမအောင်ဆုံးပဲကလေးဘန်းပြပြီးခိုးစားတာ line ပေါ်တက်လာပြီး စေတနာရှင်တွေတလွဲသဘင်သဘင်ကောင်းသဘင်ကောင်းနဲ့အုပ်စုရတယ်ဒီကလေးတို့တနာပါရဲ့ဆိုပြီးဒီတခိုးမိသားစုကိုတွားလူကြပြီးတွားလူတဲ့အခါမှာအဲ့ဒီမှာနောက်ထပ်ဟိုတခိုးအုပ်စုတွေရတယ်ဒီကလေးကိုဗမ်းပြန်ပြီးခိုးကြတော့မယ်ဟုတ်တယ်မလားမကြည့်နိုင်မလုံးနဲ့မမွေးနဲ့ငါးယောက်ကြီးတော့မွေးထားလေဖေးဒီမေးဒီဘယ်သွားတင်နေတော့မကြည့်နိုင်အဲ့လိုပဲ sorry နော်မကြည့်နိုင်မမွေးနဲ့လေညင်ညင်နေလေကိုဟာကိုညင်ညင်နေကြတယ်နော်အဘွားကြီးကလည်းခိုးကျင်နေဆိုလို့ရှိရင်လွတ်လွတ်ကျွတ်ကျွတ်ခိုးလေ ဟုတ်တယ်မလားသူများစော်တော့မှာအာဒီကနေဝိုင်းသနာရကြစပြီးတော့ခိုးရဲပါမင်းခမင်းစားရင်ခမင်းစားရဲအုံနောက်တော့ရှိလေကွာကလေးကိုခေါ်ပြီးတော့မခိုးနဲ့လေဘာနေမကောင်းနေရလဲကလေးကအလက်ကြီးနေမကောင်းတာမဟုတ်ဘူးတက်တက်ဘန်းကြပြီးခိုးတာဒီလောက်ရလေအကောင်းဆုံးကအဲ့မိသားစုမထောက်ပန်းနဲ့အဲ့ကလေးကိုလေမခိုင်နေဝင်ဂီဟာကိုပို့လိုက်အဲ့ကလေးနတ်မှန်နဲ့ကြောင်းနေရမယ်သူကောင်းသူကောင်းနေနဲ့တွေ့မယ်အဲ့ဒီမိသားစုတခိုးမိသားစုကိုထောက်ပန်းမှာတော့အကျန်တဲ့တခိုးမိသားစုတွေအားကြမယ် ထောက်ပံ့တဲ့အတွက်ကလည်းသူတို့တွေကလည်းနောင်တရမယ်ထင်တာလုံးဝနောင်တမရဘူး။ဘာဖြစ်လို့နောင်တမရဘူး?ကျမတက်အပ်ပြောရဲဆိုရင်ကျမလေသူဝနမှာလေတောင်းစားနဲ့ကလေးများကိုလေကျမခေါ်ဘူးတယ်သိလား။အိမ်မှာနေပါ၊ကြောင်းထားပေးပါမယ်၊ထမင်းကျွေးပါမယ်နော်။မလာဘူး။စပယ်ပန်းရောင်းနေတဲ့ကောင်မလေးကိုလေကျမလေခေါ်ဘူးတယ်မလာဘူး။အဲ့ဒီကလေးလေးကိုကျမဖက်နဲ့လဲဝယ်ပေးဘူးတယ်ဖက်နဲ့တွေမစီကြပဲလိုက်တောင်းစားနေလို့လေဖက်နဲ့တွေဝယ်ပေးရနော်။မစည်းဘူးကျမအမျိုးမျိုးစမ်းပြီးပြီးမရဘူးခိုးစားရလူကခိုးကိုခိုးတယ်တိကတောင်းစားရလူကတောင်းဝန်တောင်းတယ် ဲ့ဒီမှာလေနန်းဘေးမှာနေရက်ကလေးကိုကျမခေါ်တာလေမလာဘူးတော့တိရမနေနိုင်လို့ရှာရှည်လိုက်အောင်မတခိုးကိစ္စပေါ့နော်တတော်များများတခိုးတနာနေကြပေါ့ဒီဘက်လိုက်တာဘက်ကအဆိုးဆုံးတခိုးရဖို့အပေါဆုံးမှာတကယ်အခုဟာလေလိုင်းမှာတွေ့နေရခိုးခိုးခံရတဲ့ဆိုင်ပိုင်ရကြီးတဲ့အောင်းမယ်တဲ့တခိုးကကြအိမ်ထဲမှာအตาလေးနေပြီးအလူခံစားမယ်တဲ့ မတနာနဲ့ပဲပြောကလေးကိုတနာလို့ရတယ်။နော်။အဖွားကြီးကိုမတနာ။တစက်မှတခိုးဆိုပဲတခိုးမအောင်ဒီမှာတနာ။အားပေးရဲ့။ဒီကိုချင်းမစားတော့ဘူး။မတနာဘူး။တခိုးတွေဆိုပဲတခိုးမအားမပေးဘူး။အခုကတခိုးအားပေးတယ်လို့ဖြစ်နေ။အမြင်ကတ်တယ်တကယ်ကြီးရ။ဟိုဇုတနာနေရဲ့သူတွေလည်းအင်ခေါ်ထားတော့တက်တက်လုံးခေါ်ကြွေးထားနိုင်တင်ကြွေးထားလိုက်ကြ။နှလုံးတွေလည်းနောက်လာ။ ခုဆိုဘယ်တခုမှမတနာကလေးကိုတော့တနာတယ်မှန်တယ်ကလေးကိုတော့တနာတယ်အဖွားကိုတစ်စက်မှမတနာတခုအားမပေးဘူးသူများပစ္စည်းခိုးတော့အားမပေးဘူးဒါပေမဲ့တစ်တော့မှတွေ့နေရပါတော့အဲ့ပစ္စည်းခိုးတဲ့အမောက်ဖမ်းတာကွယ်သပင်းကိုဆွဲပြီးတော့ခြေထောက်နဲ့နင်းပြီးတော့သူ့ရေခွင်းထဲမှာကလေးလေးနဲ့ကလေးကရှီအောင်မှ၃နှစ်၄နှစ်လောက်ပဲရှီအောင်မထင်လဲကလေးလေးကလည်းငိုးလို့ပေါ့မောကြည့်သူ့မေမောကြည့်ပြီးသူ့မေလောက်တော့သူလည်းခွာဖြစ်မှာပေါ့တနာပါတယ်ကလေးလေးကငိုးလို့ ်အပြီးွားပြီလားဆိုတော့လည်းမပြီးသေးဘူးနေဖူကျဲတိုင်းမှာကွယ်ရှေ့ကလမ်းကြီးမှာဓာတ်တိုင်မှာကျိုးနဲ့ရှိထားရတဲ့အဲ့လိုမလို့ရဘူးလေသူများဟို ခိုးတယ်ဆိုပေမဲ့လည်းတရားနီလန်းကြကြဖြစ်ရှင်းရမယ့်နီလန်းนี่အများကြီးရဲ့ဥမာရေစကန်းပို့တာတို့ရက်ွက်အုပ်ချုပ်ရေမူယုံပို့တာတို့ဒါလောက်ရမယ်ဒါမှမဟုတ်သူ့ပြန်ရောခိုင်းမှလားပေါ့နော်ဒီလိုမျိုးတွေလောက်ရမယ်ဒါကြီးကကျတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်ပေါ့နော်ဟိုတခိုးအားပေးရတော့မဟုတ်ဘူးကလေးလေးလဲပါနေလို့အခုဓာတ်တိုင်မှာကလေးကိုပါကျိုးနဲ့ရှီထားတဲ့အားကြီးတော့လုံးဝမဖြစ်သင့်ဘူးမကြိုက်ဘူးပေါ့နော်သူကလေးလေးကိုလည်းအာသနာတယ်ကလေးအမေမို့လို့ကလေးလေးကိုတော်တော်သနာတယ်သိလား ကလေးမျိုးလေးရတော့ဒီလောက်ပါပဲဒီအပီရိုလေးတော့မှဆိုလို့ရှင်ပြောပြသွားတာ channel လို့တော့ပြောရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှင်ဒီတခိုးသားမိကခိုးတာအပြည့်ဟုတ်တယ်နောက်ပြီးတော့လဲဒီဆိုင်ရှင်ကနေပြီးတော့အရင် soft plot တိချလိုက်တာကြီးကကြတော့ဆိုင်ရှင်အမျိုးသမီးဘက်ကိုအပြစ်ပြန်ရောက်သွားတာပေါ့နော်တကယ်လို့ဆိုလို့ရှင်ကိုရဲ့အမကိုတက်ဆိုင်ရကိုအပ်ပြီးတော့တရားဥပဒေနီးလန်းအတိုင်းသွားရမှာပေါ့နော်ဒါကသာအမှန်တရားဖြစ်တယ်ဒါကတော့ကလေးရဲ့ထင်မြင်ကိုစကြပေါ့နော်အမျိုးရဲ့ထင်မြင်ကိုစကြကိုလဲကလေးရဲ့ကော်မတီမှာမှတ်ချက်ပြီးဝေဖန်ကြံပြုထားခဲ့နိုင်ပါတယ်နောက်ထပ်လဲကလေးတည်င်းတည်င်းရရှိအောင်မယ်ဆိုရင်ပြန်လဲတိဆက်မျှဝေပေးပါအောင်မယ်ရှင့် ခလေး channel လေးကိုလည်း like subscribe လုပ်ပြီးပုံမမေ့နဲ့နော်ဒါဆိုရင်နောက်ထပ်ဘယ်လိုမှပြန်ဆုံရမယ်တက်တာ